ဝင်လင်းကအလောင်းကိုင်းရဲ့အပေါ်ကမိမိမှာပြန်ပြီးတော့ပေါ်လာပါတယ်။မြောက်ဘက်ကိုရုတ်တရက်ကြီးလိုက်တော့ပင်လယ်လိုင်းကြီးလိုလာနေတဲ့အပြောင်အငွေ့လိုင်းကြီးကိုသူကမြင်လိုက်ရပါတယ်။အပြောင်အငွေ့လိုင်းကြီးထဲမှာအနီရုံဝတ်ဆုံကိုဝေထားတဲ့ကောင်လေးတယောက်ကထိုဘက်ကိုရှောက်လာနေပါတယ်။ထိုကောင်လေးကတော့အရန်အောင်မှာချောပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့ဆက်ကြည့်ပါလေ။သူရဲ့မျက်နှာကလည်းကြောက်ဆင်းလို့ပဲဖြူဖွေးနေပြီးအရန်အောင်မှာချစ်စရာကောင်းပါတယ်။တို့ရတဲ့သူ့ရဲ့မျက်လုံးထဲမှာတော့ကောင်းကောင်းဝတ်ထားတဲ့အရန်အောင်ပြင်းထန်တဲ့မိရောက်တစ်ခုကရှိနေပါတယ်။ ထိုးရတော့ဝလင်းကိုရေးရတာမဟုတ်ပဲသူ့ရဲ့ဇိုက်ပဲဖြစ်ပါတယ်သူကတလန်ချင်းရှော့လောက်ပါတယ်ကောင်းကင်နဲ့မြေကြီးရပါသူ့ရဲ့ခြေောက်အုပ်မှာတလုံးနေတယ်လို့ပဲဖြစ်နေပါတယ်အပြောင်မှိတ်များဖြစ်တန်းသွားတဲ့အခါမှာမျက်ပိနေနဲ့မိုးတိတ်နေအလုံးကလည်းအပြောင်ပြောင်းသွားပြီးတောက်ပါတဲ့အပြောင်အလင်းတများဖြစ်ပေါ်လာပါတယ်ဟောဟောဟောဝလင်းဒီဖိုးကြီးရဲ့ခန္ဓာကိုယ်အစ်အကြောင်းကိုဘယ်လိုထင်လဲနှစ်ပေါင်းမျိုးစောကြာပြီးတဲ့နောက်ငါခန္ဓာကိုယ်ကိုပြန်ရပြီဟာဟာဟာခန္ဓာကိုယ်ကိုကြာပြီးတဲ့နောက်ငါပြေပြေနေရမယ် ဖော်လန်ဂျိုဘောကမိမချင်းညက်သူတွေအားလုံးကအလှပကေးတွေလိုကောလာဟလာတွေရာထွက်နေတယ်။ဒီဖိုးကြီးကအဲ့နေရာကိုတကယ်ပဲသွားချင်းနေရာကြပြီ။ဒီနေရာကနေထွက်သွားရတယ်ငါပြူော်ပါနဲ့หนีသွားမယ်။ဝယ်လင်းမင်းကငါနဲ့လိုက်မလား။ဝယ်လင်းကတော့မျက်မှောက်ချိုးလိုက်ပါတယ်။သူကရှေ့ကကော်လေးကိုကြည့်ပြီးတင်းငိမ်စွာနဲ့ပြောလိုက်ပါတယ်မလိုက်ဘူး။ထိုကောင်လေးကတော့စစ်ထူနိုင်ဖြစ်ပါတယ်။ခန္ဓာကိုယ်တိမ်ပြက်ပြီးတော့စရုထမြောက်ဘိုးဘေးကိုဝါမြုပ်ချင်းကသူ့ရဲ့အချိန်ကိုထိုးစေခဲ့ပါတယ်။ သူကလုံအောင်ပြန်ကောင်းသေးတာမဟုတ်ပေမဲ့လေသူရဲ့ကြင်ကြက်မှုအစင်ကတော့အာနာတက်ချင်အစင်ရဲ့အထက်မှာရှိနေပါတယ်စစ်ထူနန်းကလည်းမျိုးလုံးလှန်ပြီးတော့ပြောလိုက်ပါတယ်မင်းရအရန်ကိုပြင်းစရာကောင်းတယ်မင်းလောက်တာကြင်ကြက်တာကြင်ကြက်တာကြင်ကြက်တာဘာအတုံးဝင်ပါလဲဒီဖိုးကြီးကဘာလို့ကြင်ကြက်တာကိုစပြီးတော့လုတ်ခဲ့လဲဆိုတာမင်းကသိလားငါပြောပြမယ်ဒီကွာကြီးမှာကဘာပေါ်ကအလားတွေအားလုံးကိုပိုင်ဆိုင်ဖို့ကဘာပေါ်ကယတနာတွေအားလုံးကိုခိုးယူဖို့ငါမချိုက်တဲ့လူတွေကိုဖယ်ရှားဖို့အတွက်ငါကြင်ကြက်တာ ဒါကြောင့်ငါလေးစိမ့်ချူမှာကျင့်ကြံမှုစားလုပ်ခဲ့တယ်မဟုတ်ရင်ဒီလောက်ပြင်းစရာကောင်းတဲ့ကျင့်ကြံတာကိုဘယ်သူကလုပ်မှာလဲငါအချိန်ကတည်ဆောက်မှုအဆင့်ကိုရောက်တော့ကျင့်ကြံတာကိုစွန့်လွတ်ပြီးကျင့်ကြံသူတွေမရှိသလောက်နေတဲ့နိုင်ငံငယ်လေးတစ်ခုကိုတဲတဲစိတ်နဲ့ထွက်ပြေးခဲ့တယ်အဲ့မှာငါမင်းသားဖြစ်လာပြီးညတိုင်းပါတီပွဲတွေလုပ်ညတိုင်းမိန်းမတွေနဲ့အပျော်ကျူးခဲ့တယ်ဒါကငါရဲ့ဘဝပဲငါမချိုက်တဲ့လူတိုင်းကိုလည်းနှီးပညာတစ်ခုတည်းနဲ့တတ်ပြစ်ခဲ့တယ်ဆယ်နှစ်ငါအဲ့နေရာမှာဆယ်နှစ်နေခဲ့တယ်စစ်ထူနန်ကအတိတ်ကိုပြန်ပြီးတော့အမှတ်ရလာပါတယ်ထိုနေ့တွေကိုသူကရှင်းရှင်းလင်းလင်းလွှမ်းဆိုးနေပါတယ် ဝယ်လင်းကတော့ရှေ့ကိုဆက်ပြန့်သွားပြီးတင်းငိမ်စွာနဲ့မိလိုက်ပါတယ်အလောင်းတော်တရုတ်တာရှိနေဘာလို့အိမ်မှာပဲဘွားတလျှောက်လုံးမပြောပါနေရလဲစစ်ထူနဲ့မျက်နှာမှာလည်းဒေါသမရပေါ်လာပြီးသူကပြန်ဖြေလိုက်ပါတယ်ငါမလုံးချင်ဘူးလို့မင်းရထင်လို့လားရက်ဆက်တဲ့အမှုတွေအစင်ကျင်းတဲ့သူတယောက်ကပြဿနာရှာဖို့အတွက်ရောက်မလာခဲ့ဘူးဆိုရင်ငါရဲ့ဘွားတလျှောက်လုံးပြေပေါ်ပါနေပဲနေမှာပေါ့အဲ့ဒီအမှုတွေအစင်ကျင်းတဲ့သူကငါ့ကိုလိုင်းလိုက်ရှာဖွေခဲ့ပြီးငါအခက်ခဲများစွာကိုကြော်ဖက်ပြီးမှလွတ်မြောက်လာခဲ့တာငါအန်ချိတ်ပြီးတော့ကျင့်ကြံမှုကိုဆက်ပြီးတော့လုပ်ခဲ့တယ် ဒီတစ်ခါငါဆယ်စုနှစ်ပေါ်များစွာစူးစမ်းခဲ့ပြီးအမှုတွေအဆင့်ကိုရောက်ရှိခဲ့တယ်ပြီးတော့ငါအမှုတွေနောက်ဆုံးအဆင့်ကိုရောက်အောင်တကားပေးကြည့်ချက်မှုကိုဆက်ပြီးတော့လုပ်ခဲ့တယ်ဝန်လင်းကလည်းရဲလိုက်ပါတယ်သူကစစ်ထူနန်းကိုကြည့်ပြီးတော့မေးလိုက်ပါတယ်ပြီးတော့မင်းကလဆတော့ချိရလားဘာလဆားချိမှုလဲအဲ့ဒီအမှုတွေအဆင့်ကျင်းရသူကအခြားလူတယောက်ရဲ့လက်နဲ့အချိန်ကြာမင်းစွာတည်းကတိတ်နေပြီတကားပေးကြည့်ချက်မှုကနေထွက်လာပြီးတော့ငါအဆင့်နှစ်ကျင်းရနိုင်ငံကိုသွားပြီးပါတီပွဲတွေကိုလုပ်ပြေပေါ်ပါနဲ့နေခဲ့တယ် ဲ့ဒီအခြေခံတည်ဆောက်မှုမိမချင်းညက်သူတွေကဒီအဖိုးကြီးကိုတနေ့လုံးအဖိုးပြပေးခဲ့ကြတယ်အဲ့နေ့ရက်တွေကဘယ်လောက်တော့ကောင်းလဲဆိုတာပြောပြစီရတော့မလိုဘူးပြီးတော့လူကွာမှာနန်းတော်တစ်ခုကလည်းရှိတယ်အဒီရရှင်ပြင်းနဲ့ငါးဒန်းတို့ရှိတဲ့အနေထားမျိုးပဲအဒီရှင်ပြင်းလေးကလည်းအတော်လေးကိုကောင်းတယ်ငါ့ကိုအမြဲတမ်းကောင်းတဲ့ပစ္စည်းတွေကိုပေးတယ်အခုတော့ပြန်တွေးမိတာလွမ်းမိသေးတယ်ဝင်လင်းကတော့မေယိုးကိုပုတ်ပြီးရလိုက်ပါတယ်နောက်ပိုင်းမှာတော့ဒရီသားအဆင့်ချင်းချင်သူတယောက်နဲ့တွေ့ခဲ့တာလားစစ်ထူနယ်ရဲ့မျိုးလုံးများကလည်းဖြူသွားပြီးဟုတ်တယ်၃နှစ်တော့မကြောက်ဘူးဒရီသားအဆင့်ချင်းသူတယောက်က ငါရဲ့အခြေခံတိဆောက်မှုအဆင့်မိမချင်းရတူတယောက်ကိုကျင့်ကြံမှုမိဖို့အဖေလိုချင်တယ်လို့ဆုံးဖြတ်လိုက်တယ်ဒီဖိုးကြီးကလည်းသူ့ကိုမနိုင်လို့ထွက်ပြေးခဲ့ရတယ်ဒီဒီခါမှာတော့ငါဒရေသားနောက်ဆုံးအဆင့်ကိုရောက်တဲ့အထိကျင့်ကြံခဲ့တယ်အဲဒီနောက်မှာတော့အဆင့်တုံကျင့်ကြံရေးနိုင်ငံတွေမှာရှင်းပြလို့နေထိုင်ပြီးအလားအပါတွေကိုခန်းစားခဲ့တယ်အဲဒီတုန်းကကျင့်ကြံသူတွေအများကြီးကငါ့ကိုအယံကိုအားကျခဲ့ကြတယ်ဝန်လင်းကလည်းအကျယ်ကြီးရဲ့ပြီးတော့မိလိုက်ပါတယ်နောက်ပိုင်းရောဘာဖြစ်တယ်လဲစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတယောက်နဲ့ထပ်ပြီးတော့တွေ့ခဲ့တာလား စေထူနန်ကလည်းတပင်းကိုချပြီးတော့ပြောလိုက်ပါတယ်တကယ်ကိုကန့်ဆုံးမှုပဲဆယ်နှစ်ပဲကြာတယ်ငါတရားရုံးကိုတက်မိပြီးစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအစဉ်ကျဉ်ညက်သူတယောက်ကိုဒေါသဖက်စီခဲ့တယ်ငါလည်းတေလူမတက်ဖြစ်ခဲ့ပြီးပထမမျိုးဆက်ဟင်းသားဗရာငါ့ကိုကယ်ခဲ့တယ်အဲ့တုန်းကသူကတော့ပထမမျိုးဆက်ဟင်းသားဗရာမဟုတ်သေးဘူးအဲ့လိုနဲ့ငါနဲ့ရေဘူးရောကစပြီးတော့တွေ့ခဲ့တာဒါပေမဲ့သူ့ရဲ့ကျဉ်ညက်မှုအစဉ်ကမြင်မာတာမဟုတ်လို့ငါ့ကိုအမြဲတမ်းမကောက်ဝဲပေးနိုင်ဘူးဒါကြောင့်ငါကလည်းအလားပါးတွေကိုစွန့်လို့ပြီးအတက်လူပြီးတော့ပြေးခဲ့ရတယ်ဒီတစ်ခေါက်မှတော့ငါအတင်ငန်းစားယူပြီးပြီ ငါဘွားရဲ့အနှစ်သာရကိုနားလည်ဖို့အတွက်တကားပိတ်ကြီးညံခဲ့ပြီးစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကိုရောက်အောင်ကြီးညံခဲ့တယ်။စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းနောက်ပိုင်းအဆင့်ထိငါတကားပိတ်ကြီးညံနေခဲ့တယ်။ဝယ်လင်းရလည်းစစ်ထူနဲ့ကြီးညံမှုလမ်းကြောင်းကိုစိတ်ဝင်စားလို့နောက်ရောဘာဆက်ဖြစ်သေးလဲ။သူကမေးလိုက်ပါတယ်။နောက်တော့ငါလက်စားချိနိုင်ခဲ့တယ်။စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအလေလက်အဆင့်ရှိတဲ့ကြီးညံသူတွေရဲ့ခိုင်းရုံသွားပြီးသူ့ကိုတတ်လိုက်တယ်။ပြီးတော့ဘောကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ပြီးတော့နေခဲ့တယ်။ဒါပေမဲ့လည်းအိတ်ပျော်ရွှင်မှုကအကြာကြီးမခံပါဘူး။ရေဝူရောကငါ့ကိုရှာတွေ့ပြီးသူနဲ့အတူကောင်းကင်ဘုံနယ်မြေကိုလိုက်ခဲ့ဖို့အတွက်ငါ့ကိုပြောခဲ့တယ်။ ဲ့မှာကုန်းကင်းပုံကြောက်စင်းနဲ့အများကြီးကိုစုဆောင်းပြီးတော့ငါတကားပိတ်ကျဉ်ကျန်ခဲ့တယ်ပြီးတော့ငါစိတ်ဝုန်းရဲ့အသွင်ပြောင်းခြင်းအဆင့်ကိုရောက်အောင်ကျဉ်ကျန်နိုင်ခဲ့တယ်အဲ့နောက်မှာတော့ငါ့အောင်နှောက်ရတဲ့လူကတိတ်ပြီးတော့မရှိတော့လို့ကျဉ်ကျန်ရဲ့တိုင်းပိတ်တစ်ခုကိုရှာပြီးငါဘင်းလုံးနေထိုင်ခြင်းခဲ့တယ်ကျဉ်ကျန်တာပြင်းစရာကောင်းလို့လို့ငါထပ်ပြီးတော့ကျဉ်ကျန်ခြင်းနဲ့စိတ်မရှိတော့ဘူးငါကြံရှိနေရဲ့ဘော့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပဲနေနေတာဒါပေမဲ့အဲ့ဒီအရင်ကထူတဲ့ရေဘူးရော ပြောချင်းရင်လေးစိတ်ချိုးရဲ့အပြင်ဘက်မှာတော့ပြောက်လို့ရရည်လို့ငါ့ကိုပြောခဲ့တယ်။ငါတို့ကလည်းအစင်းချောက်ချင်းချင်းတိုင်းပြီးတစ်ခုကိုတီထောင်မယ်ပေါ့။အဲ့မှာငါကြိုက်တယ်လို့ပြောလို့ရမယ်တဲ့။အဲ့ချိန်တော့ကတော့ငါကောင်းကောင်းမတွေးနိုင်ခဲ့ဘူး။ဒီအဖိုးကြီးရဲ့ထောင်ချောက်တွေကိုငါကြသွားတာပေါ့။အဲ့ဒီတင်နာကောင်ဒီအိမ်မက်တွေကငါ့အတွက်တော့အဆုံးမရှိချင်းချင်ခဲ့ရတယ်။သူနဲ့တူနေရာအနှံ့ကိုငါလိုက်သွားခဲ့ရတယ်။နောက်ဆုံးမှတော့သူကဟင်းသာပရာတိုင်းပြီးမှရှိတဲ့ဂိုင်းအလုံးရဲ့ခေါင်းဆောင်ဖြစ်လာတယ်။ငါတို့နှစ်ယောက်ကအစင်းလေချင်းချင်းနိုင်ငံတွေကိုသွားပြီးအစင်းချောက်ချင်းချင်းနိုင်ငံဖြစ်အောင်တိစောက်ခဲ့ကြတယ်။ ငါတို့နှစ်ယောက်လုံးကအနာတက်ချင်အဆင့်ကိုရောက်အောင်လေကျင့်ကြံနိုင်ခဲ့ကြတယ်။ပြီးတော့ကျင့်ကြံရင်မဟာမိတ်ဖက်ကဒီညံဖင်းရံဂျိုးကိုငါတို့ကိုပေးရခဲ့တယ်။ဒီဟင်းသာပရာဂျိုးမှာပျော်ပျော်ရွှင်နဲ့နေထိုင်ရရမယ်လို့ငါအတကယ်ကိုမျှော်လင့်ခဲ့တာ။ဒါပေမဲ့ဆွန်ပြက်ခန့်မတင်မျိုးမျိုးနဲ့တည်းကဒီမှာရှိနေတယ်။သူတို့ကငါစီကနေခိုးယူရတယ်။ငါသူတို့ဘလို့လုပ်ပြီးတော့လှုပ်ပေးနိုင်ပါလေ။အဲ့ဒီအချိန်မှာစစ်ပွဲတွေကြောင့်ဂျိုးတို့ခုလုံးအောင်မှောင်မင်းနေရတယ်။ဆွန်ပြက်ခန့်မတင်မျိုးမျိုးနဲ့မှာလေကောင်းမွန်တဲ့မိမတို့ချို့ဝါရှိတယ်။ငါသူတို့ကိုယူပြီးတော့ပျော်ပါခဲ့တယ်။ နောက်ပိုင်းမှာတော့ရေဝူယိုကသူ့ရဲ့မိဆွေနဲ့အတူစွန်ပြက်ခံမတင်မျိုးမျိုးနဲ့ကိုစိတ်ခတ်ဖို့အတွက်ကိုဂျိုးကိုစွန့်ခဲ့တယ်။အဲ့တော့ငါအရန်အောင်မှာစိတ်ရကြခဲ့တယ်။ဟင်းသားဗရာဂျိုကနေထွက်သွားပြီးအားနေရဲ့ချင်းချင်းချင်းဂျိုတခုကိုရှာပြီးမင်းသားတစ်ပါးလိုနေထိုင်ဖို့အတွက်စွန့်ဖြတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီအဖိုးကြီးရေဝူယိုကတေကန်နီမတော့ငါ့ကိုပရိရဲ့ဆင်သွားသေးတယ်။သူကငါ့ကိုဒုတိယမျိုးဆက်ဟင်းသားဗရာဖြစ်ခန့်ရသွားတယ်။နောက်ဘာဆက်ဖြစ်လဲဆိုတာတော့မင်းကသိပြီသားပဲ။ငါရဲ့ခန္ဓာကိုယ်ကလည်းပျက်စီးသွားပြီးမင်းနဲ့တွေ့တဲ့အထိ ကောင်းကင်ဘုံစိုင်းချင်းပရိသေထဲမှာပေါ်နေခဲ့ရတယ်။အခု9ရက်ခန္ဓာကိုယ်ကပြန်ရပြီဆိုတော့ငါးလက်စားချေရမယ်။ပြီးရင်တော့ဖိုင်လန်ချိုမှာပျော်ပါရမယ်။အဲ့ဒီမှာကျင်းကျန်ရင်တိုင်းပြည်တစ်ခုကိုရှာပြီးမင်းသားတစ်ပါးလိုနေထိုင်ရမယ်။ဝယ်လင်းငါမင်းကိုပြောမယ်။ကျင်းကျန်တာကလုံလောက်အောင်ကျင်းကျန်မှုရှိရင်ရပြီ။ဘဝဆိုတာပျော်ရွှင်နဲ့နေထိုင်ဖို့ပဲ။စစ်ထုန်နဲ့မျိုးလုံးထဲမှာတော့ဝယ်နေမှုများပြည့်နေနေပါရင်သူကဘဝကိုကောင်းကောင်းကြီးနားလည်သွားပြီလို့ထင်ရပါတယ်။ဝယ်လင်းကတော့မင်းရဲ့တာဝန်နဲ့ငါရဲ့တာဝန်ကမတူညီဘူး။ဝယ်လင်းကတင်ငင်စွာနဲ့ပြန်ဖြေလိုက်ပါတယ်။ စစ်ထူနဲ့မျိုးလုံးများလည်းတင်းညင်းနေပါတယ်စစ်ထူနဲ့ဘွားအကြောင်းကိုသူကကြားခဲ့ယူပါပြီဝလင်းတိတာကတော့သူကစစ်ထူနဲ့လိုပေါ့ပွားနေနေပြီးဘွားကိုပျော်ရှင်စွာနဲ့နေထိုင်မှာမဟုတ်ပါဘူးဘယ်အချိန်ခဏရမသိပေမဲ့ဝလင်းရဲ့နှလုံးသားတင်းကြပ်မှုလိုက်စားခဲ့ပါတယ်တင်းကြပ်မှုရဲ့အဆုံးစွန်ဆုံးအချက်ကဘာလဲဆိုတာသူကသိကျင်ခဲ့ပါတယ်ထိုအရာကတော့သူနဲ့စစ်ထူနဲ့မတူညီတဲ့အချက်ပဲဖြစ်ပါတယ်စစ်ထူနဲ့မှလည်းသူ့ရဲ့ကိုယ်ပိုင်တောက်ပမှုကရှိပါတယ်ဝလင်းမှလည်းသူ့ရဲ့ကိုယ်ပိုင်မာနာကရှိပါတယ် သူ့ရဲ့မာနာဒဇင်းမီဒဇင်းရဲ့ထိတ်ဆုံးအောင်ရောက်ဖို့ကဘာကြီးရဲ့အပေါ်မှာရက်တိပြီးကောင်းကင်ရဲ့အမှန်တရားကိုနားလည်ဖို့ပဲဖြစ်ပါတယ်စစ်ထူနန်ကတော့ဝလင်းကိုတေချာကြည့်လိုက်ပါတယ်သူကိုယ်တိုင်ကြီးပြင်းလာတာကိုကြည့်ရှုခဲ့ရတဲ့ထိုကလေးကိုသူကအမှန်တကယ်ပဲနားမလည်ခဲ့ဘူးလို့ခန်းစားလိုက်ရပါတယ်အထူးသဖြင့်ယခုချိန်မှာဝလင်းကိုသူကတိတ်ပြီးတော့မင်းနီးတော့ဘူးလို့ခန်းစားနေရပါတယ်သူကတဲ့ထိုကဲတော့မင်းနီးမှုထဲမှာယင်းနီးတဲ့ခန်းစားချက်များလည်းအနေငယ်ရှိနေပါသေးတယ် မင်းနီတော့ဦးလို့ခန်းစားတဲ့အကြောင်းရင်းကတော့ဝင်လင်းရဲ့မျက်နှာမှာထိုကဲ့သို့မျက်နှာအမူအရာမျိုးသူကတခါမှမမြင်ဘူးလို့ပါ ထိုရာတော့ကိုယ့်ရဲ့ကိုယ်ပိုင်တောက်အုပ်ပေါ်ထားရှိတဲ့မာနပဲဖြစ်ပါတယ်စစ်ထူနန်ကတော့ထိုအမူအရာကိုမုံပါတယ်ဘာလို့လဲဆိုတော့ထိုအမူအရာမျိုးသူ့ဘဝမှာတခါပဲမြင်ဘူးလို့ပါထိုရာကတော့သူကလေစားပြီးတော့မုန်တီးရတဲ့ပထမမျိုးဆက်ဟင်းသားပရာရေဘူးရုပ်စီကနေလာခဲ့တာဖြစ်ပါတယ် သူ့ရဲ့နှလုံးသားထဲမှာတော့ရေဘူးရွာသူ့ရဲ့အကိုကြီးတယောက်လိုပဲဖြစ်ပါတယ်စစ်ထူနန်အတွက်တော့ဆရာတယောက်လိုလည်းဟုတ်ပါတယ်စစ်ထူနန်ကမာနာကြီးရင်ပဲသူ့ဘော့ကျင်လာတဲ့လူတွေကိုတော့သူကဂယူးဆိုင်ပါတယ်ရေဘူးရွာလည်းသူ့ကိုအများကြီးကူညီပေးခဲ့ပါတယ်ပြောပြလို့မရတဲ့အရာတွေအများကြီးကရှိနေရင်ပဲသူ့ရဲ့နှလုံးသားထဲမှာတော့အမြဲတမ်းသတိရနေပါတယ်ထို့ကြောင့်သူ့ရဲ့စိတ်နဲ့ထွက်သွားခြင်းရင်ပဲရေဘူးရွာရဲ့စကားတခွန်းကြောင့်ဒူရီယာမျိုးဆက်ဟင်တာဗရာဖြစ်ဆက်လက်ရှိနေဖို့အတွက်သူကဆုံးဖြတ်ခဲ့တာပါသူ့ရဲ့နှလုံးသားထဲမှာရေဘူးရွာအတွက်ဟင်တာဗရာချို့ကိုသူကဆောက်ရှောက်ပေးနေတယ်လို့ပဲဖြစ်ပါတယ် ရေဝူယူနဲ့ပထမဆုံးတွေ့တဲ့အချိန်ကစပြီးဝယ်လီမှရှိနေတဲ့အမူအရာမျိုးကိုရေဝူယူမှာပဲအမြဲတမ်းတွေ့ရတတ်ပါတယ်ရေဝူယူကတည်ဆုံသွားတဲ့အချိန်ထိတောင်သူ့ရဲ့မျက်နှာမှာမာနများပြင်းထန်နေပါတယ်အစိမ့်လေကျင်းကျဲနိုင်ငံကခိုင်းငယ်လေးတစ်ခုကတပည့်တယောက်အဖြစ်ကနေခိုင်းကျုပ်တယောက်ဖြစ်လာခဲ့ပါတယ် ပြီးတော့တိုင်းပြည်ထရေကခိုင်အားလုံးပုံစံပြီးနိုင်ငံတစ်ခုလုံးရဲ့ခိုင်ကျုပ်ဖြစ်လာပါတယ်ပြီးတော့သူ့ရဲ့ဆန္ဒနဲ့အစိတ်လေကျင့်ကြံနိုင်ငံကိုအစိတ်ငါကျင့်ကြံနိုင်ငံအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်ပြီးတော့မဖြစ်နိုင်တဲ့အရာကိုလုပ်ပြခဲ့ပြီးအစိတ်ငါကျင့်ကြံနိုင်ငံကိုအစိတ်ချောက်ကျင့်ကြံနိုင်ငံအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်အစိတ်ချောက်ကျင့်ကြံနိုင်ငံဖြစ်လာပြီးတော့ကျင့်ကြံမှုမဟာမိတ်ဖက်ကဂျိုတလုံးကိုပေးအပ်ခဲ့ပါတယ် ထိုအရာအလုံးကရေဝီဝကြောက်ပဲဖြစ်ပါလေသူကသာမရှိဘူးဆိုရင်ဟင်းသာဗရာနိုင်ငံလေးစိတ်ချူဘောကမထင်မရှားအဆင့်လေးကျဉ်းကျဉ်းနေနိုင်ငံတစ်ခုဖြစ်ပဲရှိနေဦးမှာဖြစ်ပါတယ်ဖြစည်းခံပြီးပြီဆိုရင်လည်းဖြစ်နိုင်ပါတယ်ယခုချိန်မှာဝင်လျဲမျက်နှာမှာထုတ်ကဲတို့အမူအရာမျိုးစစ်ထုနံတွေးနေရပါတယ်သူ့ရဲ့နှလုံးသားထဲမှာလည်းရှုပ်ထွေးတဲ့ခံစားချက်များပြည့်နေသွားပြီးတပင်းုံချကပြောလိုက်ပါတယ်မေးလိုက်တော့အခုဓာရီကိုပြောဖို့ဆော့သေးတယ်အရေးကြီးဆုံးကမင်းတို့ဟင်းသာဗရာကိုဘိမ့်မှထဲကိုပို့ပြီးမင်းရဲ့ဝိညာဉ်အပိုင်းဆောက်ကိုကျဉ်းကျဉ်းချင်းဂျိုတလင်းကြောင်းကနေပြန်ယူဖို့ပဲ ဝယ်လင်းဟင်းသားပရာဂူဘိမ့်မောင်ချင်းချက်ချင်းဂျိုတလင်းကြောက်ရဲ့လှုပ်ဝက်ဆန်းကြတဲ့စွားတွေဟာဝင်းရံထားတယ်။ဒါကြောင့်အခုဟင်းသားပရာကလွင်ဘေအာနာတက်ချင်းအစင်ချင်းညက်သူကမှဝင်လို့မရဘူး။စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအစင်ချင်းညက်သူတွေရပဲဝင်လို့ရတယ်။ဒါကြောင့်ငါမင်းကိုကူညီလို့မရဘူး။ဒါပေမဲ့မင်းရစိတ်အေးထားမင်းရဲ့ဝိညာဉ်အပိုင်းဆောက်ကိုပြန်မရဘူးဆိုရင်တော့ငါမှနောက်ထပ်နီလန်တစ်ခုကရှိသေးတယ်။ဒါပေမဲ့အင်းနီလန်ကအရန်ကိုရှုပ်ထွေးပြီးခက်ခဲတယ်။ဒါကြောင့်မင်းကိုယ်တိုင်ပြန်ဝင်နိုင်ရင်တော့အကောင်းဆုံးပဲ။ဝယ်လင်းကလည်းခေါင်းညိတ်ပြီးဟင်းသားပရာချူကိုကြည့်ကဟင်းသားပရာချူကကိစ္စတွေကတော့ပြီးသွားပြီ။ ကြီးညက်ချင်းချိုတလင်းကြောက်ကိုရှာပြီးရင်ငါးထွက်သွားမယ်စစ်ထုစစ်ကြဝရာကြီးကအကြိပ်ပါနောက်တစ်ချိန်မှာပြန်ဆုံနိုင်မယ်လို့မျှော်လင့်ပါတယ်ဝင်လင်းကပြောပြီးဝေရောက်ပြန်သွန်းသွားပါတယ်စစ်ထုနန်းကလည်းရေမောင်းရင်ဝင်လင်းရဲ့နောက်လိုက်သွားပြီးအကူကပြောဖို့စောပါသေးတယ်လမ်းခွဲရင်တော့ပြောကြရပါဘို့ငါတို့ကပြန်ဆုံမယ်ဆိုတော့ငါယုံကြည်တယ်မင်းကအစီအမပြေတာရှိရင်ဖန်လန်ဂျူမာငါတော့မင်းသားတော်ဖြစ်နေလိမ့်မယ်မင်းကငါ့ကိုလာရှာလို့ရတယ် သူတို့ကပြန်တန်းနေဝလင်ကရုတ်တဲ့စစ်ထူအာနာတက်ချင်အစင်ရဲ့အထက်မှာဘာအစင်တွေရှိလဲအာနာတက်ချင်အစင်စစ်ထူနန်ကလည်းပြန်တန်းနေတာကိုရိုက်လိုက်ပြီးဝလင်ကိုကြီးလိုက်ပါတယ်စစ်ထူနန်ကတော့လေးလံတဲ့အတန်နဲ့ပြန်ဖြေလိုက်ပါတယ်အာနာတက်ချင်အစင်ထက်ဒုတိယနယ်ပယ်ကိုကျင့်ကြက်သူအများစုကတော့မသိကြဘူးဘာလို့လဲဆိုတော့အဲ့နယ်ပယ်မှာရှိနေတဲ့လူတွေကအရန်ရောနေလို့ပဲအာနာတက်ချင်အစင်ဆိုတာပထမနယ်ပယ်ရဲ့အထွန်ထိပ်တစ်ခုဖြစ်တယ်လို့တကားပေါက်တစ်ခုဆိုလည်းဖြစ်တယ်ကျင့်ကြက်သူအများစုကအဲ့ဒီကားပေါက်မှာရက်တက်သွားတယ်တတန်းကုဆုံးသွားမယ်ဆိုရင်တော့သူတို့ရဲ့ကျင့်ကြက်မှုကိုဆက်ပြီးတော့လုပ်လို့မရဘူး ဒါပေမဲ့အဲ့ဒီကောင်ကိုဖျက်ချော့ပြီးနောက်တစ်ဆင်းကိုရောက်သွားမယ်ဆိုရင်တော့မင်းရဲ့တက်တန်းကအစမတန်တိုးလာလိမ့်မယ်။ကောင်းကင်နဲ့ကဘာလို့တော့မချရှိရင်မဲ့အများကြီးကိုတိုးလာမှာ။ကောင်းကင်ပေါ်ဆန်းရင်ချင်းပရိစီလဲကိုမွင်းခင်နောက်ထပ်နယ်ပယ်တစ်ခုအကြောင်းငါနားလိုက်ခဲလို့အဲ့ထဲမှာနှစ်ပေါင်းထောင်ချီအသက်ရှင်နိုင်ခဲ့တာ။ဒါပေမဲ့ငါရဲ့အသက်ကလည်းအဆုံးမရှိဘူးလို့မဆိုလို့အချိန်ရောက်လာပြီးငါတိုးတက်မှုမရှိသေးဘူးဆိုရင်တော့ငါတည်ရအောင်မှာ။ကောင်းကင်ရဲ့ပြန်လည်ဝင်စားခြင်းတန်တရားလေးလွတ်မြောက်နိုင်တဲ့လူတွေကမရှိခဲ့ဘူးလို့မဆိုလို့။ဒါပေမဲ့အများစုကတော့အစင်းနဲ့ချင်းညက်သူတွေပဲ။အာနာတက်ချင်းအစင်းကိုရောက်နေတဲ့လူတွေကပြန်လည်ဝင်စားခြင်းတန်တရား ားကနေလွတ်မြောက်ဖို့အတွက်အရန်ကိုခက်ခဲတယ်။ကောင်းကင်ရဲ့ပြန်လည်ဝင်စားခြင်းတန်တရာချင်းချင်းသူတွေရဲ့အဆင့်ပေါ်မူတည်ပြီးစွာအမျိုးမျိုးကိုထုတ်လုပ်ပေးတယ်။ဒါကြောင့်အဆင့်မင်းချင်းချင်းသူတယောက်ကကူညီပေးမဲ့ဆိုရင်အဆင့်နဲ့ချင်းချင်းသူတွေကကောင်းကင်ရဲ့ပြန်လည်ဝင်စားခြင်းတန်တရာကနေလွတ်မြောက်ဖို့အတွက်ပို့ပြီးတော့လွယ်ကူတယ်လို့ပြောခဲ့တာ။ဝန်လင်းကလည်းခေါင်းကိုညှိလိုက်ပါတယ်။သူကလီမူဝမ်ရဲ့ကောင်းကင်တန်တမာကိုတွန်းလှန်ဖို့အတွက်ကူညီပေးခဲ့တာကိုသတိရသွားပါတယ်။စစ်ထုံနံကတော့တပင်းကိုချပြီးနောင်လာရနေတဲ့အမူအရာကိုပြသလိုက်ပါတယ်။အာနာတက်ချင်းအဆင့်ပြီးရင်နိဗ္ဗာန်ဖြစ်စီခြင်းရဲ့နိဗ္ဗာန်၃ခုပါရှိတယ်။ ဝင်လင်းရဲ့မျိုးလုံးများလည်းလင်းလက်သွားပါတယ်။နေဘက်ဖြစည်းချင်းရဲ့နေဘက်သုံးခုလား။ဟုတ်တယ်။ပထမမျိုးဆက်ဟင်းသာပရာရေဘူးဂျိုကကျင်းကျက်ချင်းမာမိတ်ဖဲကနေဆူလက်တွေကိုရာပြီးရတော့နေဘက်ဖြစည်းချင်းနေဘက်သုံးခုအကြောင်းငါ့ကိုပြောပြခဲ့တယ်။သူကမပြောပြခဲ့ရင်နောက်ထပ်ဟင်းသာပရာမဖြစ်မချင်းငါမသိလက်ရအောင်။စစ်ထူနန်ကလည်းအတိတ်ကိုပြန်ပြီးအမှတ်ရပြီးတပင်းကိုချလိုက်ပါတယ်။ နိဗ္ဗာန်ဖြတ်စည်းခြင်းနယ်ပယ်၃ခုပထမနယ်ပယ်ကတော့နိဗ္ဗာန်ကျိုးမြင့်ခြင်းဒုတိယနယ်ပယ်ကတော့နိဗ္ဗာန်တန်းစင်ခြင်းတတိယနယ်ပယ်ကတော့နိဗ္ဗာန်ဖြတ်စည်းခြင်းဝန်လင်းရလေအတောအပြင်းပြင်းရှုသိမ့်ပြီးမြခုံးပင့်ကမိလိုက်ပါတယ်နိဗ္ဗာန်ဖြတ်စည်းခြင်းရဲ့နယ်ပယ်၃ခုပြီးရင်ရောအဲ့ဒါဟာအထွန်းထိပ်လာစစ်ထူနိုင်ရလေခေါင်းခါပြီးတော့ပြောလိုက်ပါတယ်ဘလို့လုတ်ပြီးတော့အလောက်လွယ်မတော့နိဗ္ဗာန်ဖြတ်စည်းခြင်းရဲ့နယ်ပယ်၃ခုဟာကျဉ်းကျန်သူတွေအတွက်ဒုတိယအဆင့်နယ်ပယ်လို့ပဲသတ်မှတ်တယ်ဒါပေမဲ့နိဗ္ဗာန်ဖြတ်စည်းခြင်းအဆင့်မှာရှိတဲ့လူတယောက်ကိုကျဉ်းကျန်မှုမဟာမိတ်ဖက်မှာအစွမ်းထက်တဲ့လူတယောက်လို့သတ်မှတ်လို့ရတယ် သူတို့လူတွေကရန်စားကျင်ကြရလေနဲတဲ့ကျင့်ကြံမှုမဟာမိတ်ဖက်ရအဖိုးကြီးတွေကနိုင်ပန့်ဖြစီချင်းအဆင့်အုံတော်ကျွလွန်နိုင်ခဲ့တဲ့ဆိုတော့ကောလာဟာလာတွေကထွက်နေတယ်ဝင်လင်းကလည်းခဏတွေ့ပြီးစစ်ထူနန်ကိုကြည့်ကမေးလိုက်ပါတယ်မင်းရောနိုင်ပန့်အဆင့်မလားစစ်ထူနန်ကတော့ခါတိဆောင်နဲ့ပြုံးပြီးတော့ပြောလိုက်ပါတယ်ဘလို့လုတ်ပြီးတော့အလောက်လည်းမတော့အာနာတက်ချင်းအဆင့်နဲ့နိုင်ပန့်အဆင့်ကိုရောက်ရှိဖို့ကဂျာမအတားစင်းတစ်ခုရှိတယ်အရာအတော့ရင်းနှဲရန်တန့်စင်ချင်းအဆင့်တွေပဲရင်းနှဲရန်တန့်စင်ချင်းအဆင့်တွေကနေပယ်ဒီမှာပြောင်းလဲမှုတွေပါဝင်တယ် ရုပ်ဝတ္ထုမရှိတာအနေရုပ်ဝတ္ထုရှိတာနဲ့ပြောင်းလဲတာမတူဘူးပို့ပြီးတော့နှဆိုင်နဲ့နားလည်မှုတစ်ခုပဲငါအများကြီးကိုမရှင်းပြနိုင်ဘူးဒါပေမဲ့မင်းရဲ့နယ်ပယ်ကရင်းရဲ့တန်းစင်ချင်းအဆင့်တွေကိုဖျက်တမ်းပြီးမှသာမင်းရဒုတိယနယ်ပယ်နိဗ္ဗာန်အဆင့်ကိုဝင်ရောက်နိုင်မှာကောင်းကင်ဘုံဆန်းရင်ချင်းပြည်စီထဲမှာငါမဖြစ်မနေပုံနေဖို့အတွက်ဖိအားပေးမခံရဘူးဆိုရင်ရင်းရဲ့တန်းစင်ချင်းအဆင့်ရဲ့နယ်နယ်မယ့်ကိုငါထိတွေ့ခဲ့တယ်ငါပိတ်မိနေတော့ကျဉ်းကျပ်လို့မရပါဘူးမင်းငါရဲ့နယ်ပယ်ပေါ်နားလည်မှုဟာတိုးလာခဲ့လို့ ရင်းရဲ့တန့်စင်ခြင်းအဆင့်ကိုပြီးမြောက်ခဲ့တယ်။ရင်းရဲ့တန့်စင်ခြင်းအဆင့်ကိုဖျက်ဆီးပြီးတာနဲ့နိုင်ပတ်အဆင့်ကျင့်ရသူဖြစ်လာဖို့အတွက်ငါးတကားပဲကျင့်ရမှုနေရာတစ်ခုကိုရှာယူမယ်။ဝယ်လင်းရဲ့မျက်လုံးများလည်းလင်းလက်သွားပြီးသူကမြေလိုက်ပါလေ။ကျူချွဲစီရောက်ကိုဘယ်အဆင့်မှလဲ။သူကတော့နိုင်ပတ်အဆင့်မတိုင်ခင်ရင်းရဲ့တန့်စင်ခြင်းအဆင့်နေမှာလား။စစ်ထူနာရဲ့မျက်လုံးထဲမှာတော့လှောင်ပြောင်တဲ့အမူအရာတစ်ခုကပေါ်လာပြီးသူကပြောလိုက်ပါလေ။သူကလား အာနာတက်ချိန်နောက်ပိုင်းအဆင့်ပဲရှိသေးတယ်။သူကရင်းရဲ့အဆင့်ကိုရောက်ဖို့တော့ရည်ချင်းမမီလို့နိဗ္ဗာန်အဆင့်ဖြစ်လာမယ်ဆိုတာတွေးစရာတော့မလိုဘူး။ဒါပေမဲ့သူကတော့ထူးခြားတဲ့အာနာတက်ချိန်အဆင့်ချင်းချက်သူတယောက်ပဲ။ရင်းရဲ့တန်းစင်ချင်းအဆင့်ကချင်းချက်သူတွေထက်အားနည်းသေးရင်ပဲတမန်အာနာတက်ချိန်အဆင့်ချင်းချက်သူတွေနဲ့တော့မတူဘူး။ ဝယ်လင်းရဲ့မျိုးလုံးများလည်းလင်းလက်သွားပြီးချင်းချန်ချင်းအဖဲချိုးဟာဟင်းတာပရတစိတ်ဝယ်လင်းကပြောလိုက်ပါတယ်စစ်ထုန်ရဲ့မျိုးလုံးထဲမှာလည်းလေးစားမှုရဲရုံတစ်ခုဟာပြသလာပြီးဟုတ်တယ်သူကဟင်းတာပရဘွဲရအနာတချင်အစင်ချင်းချန်သူတယောက်ဖြစ်ပြီးချင်းချန်ချင်းမှာမိတ်ဖဲရနေအထူးနီးလန်းတစ်ခုနဲ့ထိမ့်ချုပ်ထားနိုင်လို့ထိတ်တန်းအနာတချင်အစင်ချင်းချန်သူတယောက်လို့သတ်မှတ်လို့ရတယ်ရေဘူးဂျိုကလည်းချင်းချန်ချင်းမှာမိတ်ဖဲရနေပြန်လာပြီးနောက်ဟင်းတာပရတစိတ်လို့ခေါ်တဲ့အစွမ်းထက်တဲ့နှီးပညာတစ်ခုကိုရရှိခဲ့တယ်အဲ့ဒါရန်ဝန်မှာအစွမ်းထက်ပြီးတုံးလိုက်လေအသက်စွမ်းရည်ကအန်ဝန်စရာကောင်းလောက်ကိုကုန်နေပါရင်းရံတန်းစီချင်းအစင်တွေကို နားလည်ထားတဲ့အာဏာတပ်ချင်းအဆင်ကျင်းသူတယောက်မဟုတ်ဘူးဆိုရင်လက်ရှိဟင်ဒဘရာဝင်ဆိုင်မှုကအယံကိုခတ်လိုက်မယ်။ဒါပေမဲ့ကျင်းတက်ချင်းမဟာမိတ်ဖဲကပေးတဲ့နီလန်းတွေကိုလည်းကောင်းကင်ယတနာလိုပဲအဆင်ခွဲခြားရတယ်။ဟင်ဒဘရာတစိုက်ကတော့အရေးသွေးနဲ့နီးပညာတစ်ခုပဲဖြစ်ရင်ဟင်ဒဘရာဘွဲကိုကိုက်ဆွန်လာတဲ့သူရဲ့အဆွမ်းကိုအများကြီးကိုတိုးစေတယ်။ ကံမကောင်းစွာပဲကြီးကြံ့ချင်းဂျိုကဘာတလင်ကြောက်ကိုထိန်းချုပ်မသားဟင်းသားဗရာတစ်စိမ့်ကိုတုံးလိုက်မှာနှစ်ခုစလုံးကိုထိန်းချုပ်ပြီးရင်တော့ထိန်းချုပ်တဲ့လူရဲ့အစွမ်းကအများကြီးကိုတိုးလာလိမ့်မယ်ဟင်းသားဗရာတန်းရဲ့တင်ယူတဲ့ဟင်းသားဗရာနီလန်းနေရပထမမျိုးဆက်ဟင်းသားဗရာရေဝူရောကဟင်းသားဗရာတစ်စိမ့်ကနေတင်ယူနိုင်ခဲ့တဲ့အရာတွေပဲဟင်းသားဗရာတစ်စိမ့်ကကြီးကြံ့မှုအမြန်တော့ကိုတိုးစိမ့်အောင်သာမကောက်ဘူး ကျင်းတဲ့ချင်းကဘာတလင်းကျောင်းကိုရရှိပြီးတဲ့နောက်တလင်းကျောင်းနဲ့အတုံးပြူသူရဲ့လိုင်းညှိမှုတိုးစေပြီးအာနာတက်ချင်းအဆင့်ကျင်းရသူရဲ့အဆောင်းကိုအမြန်ရောက်လို့ပေးတယ်။ဝန်လင်းကလည်းခဏတွေ့လိုက်ပါတယ်။သူ့ရဲ့မျိုးလုံးများကလည်းလင်းလက်သွားပြီးစစ်ထုမင်းရအစောအားကောင်းကင်ရတနာတွေကိုလည်းအဆင့်ခွဲခြားထားတယ်လို့ပြောရင်တော့ဟုတ်တယ်။ကောင်းကင်ပေါ်ဆွိုင်းကိုတုံးဖို့လိုအပ်တဲ့ကောင်းကင်ရတနာတွေကို အရေးသွေးနဲ့အလဲလန်းနဲ့အဆင်းမြင့်ဆိုပြီးတော့ခွဲခြားရတယ်စစ်ထုနယ်ရဲ့မျိုးလုံးများလည်းလေးနက်သွားပြီးကုန်းကြီးရတနာရဲ့အထက်မှာတော့အဆင်းတစ်ခုကရှိတယ်ဆိုတော့ကောလာဟာလာတွေကတော့ရှိတယ်အရင်အစွမ်းထက်ပြီးတုံးမှုအတွက်အ ਨੇ စုံနိဗ္ဗာန်အဆင်းဖျက်ရမယ်လို့လည်းပြောကြတယ် ုံးကြီးပုံစိုင်းချင်းပရေရအဲ့လိုယတနာမျိုးထင်တယ်ဝန်လင်းရလည်းသူ့ရဲ့နှစ်ဖူးထိလိုက်ပါတယ်ခဏလောက်တွေးပြီးတော့ကုံးကြီးပုံဓာတ်ကိုထုတ်လိုက်ပါတယ်သူကစစ်ထုံနှံကိုကြည့်ပြီးဒီဓာတ်ကိုဘယ်အဆင့်လဲဆိုတော့စစ်ကြည့်ပါဝန်လင်းကပြောလိုက်ပါတယ်ကုံးကြီးဓာတ်ကိုမြင်ပြီးနောက်စစ်ထုံနှံရဲ့မျိုးလုံးများလင်းလက်သွားပြီးသူ့ရဲ့လက်ကိုဖွင့်လိုက်တော့ဓာတ်ကသူ့စီကိုပြန်သွားပါတယ် တော့ကိုင်မီဘယ်လန်နဲ့ထိကဖြစ်ဖြစ်ချင်းခွဲချန်စိတ်ဖြားလိုက်ပါတယ်ဝယ်လင်းကတော့အရန်အောင်မှာတင်းနေနေပါတယ်စစ်ထူနန်အောင်သူကအများကြီးကိုယုံကြည်ပါတယ်မဟုတ်ရင်သူကကုန်းလေးပုံသားကိုစစ်စစ်ခွင့်မပေးပါဘူးခဏကြာမှာတော့စစ်ထူနန်ရဲ့မျိုးလုံးများရုတ်တရက်ပွင့်သွားပါတယ်ဒါအုပ်လည်းကုန်းလေးပုံစွမ်းရည်များနဲ့ဖြစ်လိုက်တော့ဒါကပို့ပြီးတော့တောက်ပလာပါတယ်ထိုတောက်ပမှုကဝယ်လင်းရ၃တော့ထက်အစာပုံများစွာပို့ပြီးတော့ဆွမ်းထပ်ပါတယ် စစ်ထူနန်ကလေဓာကောင်းတလက်ပဲသူကတရိုလီပြောလိုက်ပါတယ်သူကသူ့ရဲ့ညာလက်နဲ့ဓာကိုအလွယ်တကူပဲဝင်ရလိုက်ပါတယ်ကောင်းကင်ကိုတုံလုံးစင်းနိုင်တဲ့ပောက်ကွဲတဲ့နေရာလဲဇရိုက်ကိုထပ်ပေါ်လာပါတယ်ပြီးတော့အရန်ကိုကြီးမားတဲ့အကွက်ကြောင်းကြီးတစ်ခုကကောင်းကင်မှာပွင့်သွားပါတယ်ပြင်းထန်ပြီးချမ်းရည်တဲ့လေတွေကလည်းအကွက်ကြောင်းကနေထွက်လာပြီးမျက်စိတမိတ်အတွင်းမှာပဲမြေပြင်တစ်ခုလုံးရေခဲများနဲ့ဖုံးလွှမ်းသွားပါတယ်တကယ်လို့ဓာကောင်းပဲစစ်ထူနန်ကဓာကိုထိလိုက်ပါတယ်ပြီးတော့ဝလင်းရဲ့ဘက်ကိုလှည့်ပြီးဒီဓာကိုမင်းကဘယ်ကနေရလာလဲစစ်ထူကမေးလိုက်ပါတယ်ကောင်းကင်ကိုနေမရပါငါရဲ့မိတ်ဆွေဟောင်းတယောက်စီရနေရလား ဝယ်လင်းရဲ့မျိုးလုံးများလည်းတင်းကျင်နေပါတယ်ဒါကအလေလက်အဆင့်ကောင်းကင်ယတနာပဲကံမကောင်းစွာပဲအထက်ရဓာဝဉ္ဉေဟာဓာနဲ့လုံးဝပေါင်းစည်းလို့မရလို့အစွမ်းကကန့်သက်ခံရတယ်ထပ်ပြီးတော့ဒီဓာကလည်းတခုတည်းမဟုတ်ဘူးဒီဓာကိုဖွင့်ရလိုက်တော့တခုခုကလိုနေရအောင်ငါကခံစားခဲ့ရတယ်ဒီဓာကလေးတောင်ရှိတဲ့နယ်ပေါင်းစည်းလိုက်မယ်ဆိုရင်တော့အဆင့်မြင့်ကောင်းကင်ယတနာဖြစ်သွားလိမ့်မယ်ကံမကောင်းစွာပဲကောင်းကင်ယတနာတခုကအလေလက်အဆင့်ကိုရောက်ရင်ဝဉ္ဉေအမှတ်သားရှိတယ်ဒါကငါတို့ရဲ့ဝိညာဉ်နဲ့မတူဘူးယတနာကိုသုံးဖို့အတွက်ဤပညာတစ်ခုပဲအဲ့ဒါကမရှိဘူးဆိုရင်အပြည့်ဝဆွမ်းရည်မသုံးနိုင်ဘူး ဓာတ်ကုန်မေစစ်ထူနန်ကတော့သဘောကျလုံလို့လက်ကနေကင်ပြီးပြန်မပေးချင်တော့ပါဘူးအလေလက်အဆင့်ကုန်းဝေးရတနာဝယ်လင်းကလည်းမျက်မှောက်ကျသွားပါလေသူထင်တာကတော့အဆင့်မေကုန်းဝေးရတနာဖြစ်မယ်လို့ထင်နေရပါစစ်ထူနန်ကလည်းမျိုးလုံးပြူသွားပြီးဘာလဲမင်းကမကျင်တော့ဘူးလားအလေလက်အဆင့်ကုန်းဝေးရတနာကိုမကောင်းဘူးလို့ပြောနေရလားဒီကဘာကြီးမှာအလေလက်အဆင့်ကုန်းဝေးရတနာဆိုတာတိတ်ပြီးတော့မရှိဘူး ကျင်းကျန်သူတွေကအစင်းနှိမ့်တဲ့ကောင်းကင်ရတနာတွေကိုပဲဖန်တီးနိုင်တာအခုရှိနေတဲ့အလေအလတ်ဆင့်ကောင်းကင်ရတနာအလုံးကြီးပါကောင်းကင်ဘုံနေပြီပြိုကွဲမပြတ်စည်းကင်တွေကရှိနေတာကြီးပဲကျင်းကျန်သူတွေမှာရှိတဲ့ကောင်းကင်ရတနာအများစုကအစင်းနှိမ့်တွေပဲအလေအလတ်အစင်းကြတော့အယံအောင်ရှားတယ်ဒီနေရာကနေမင်းရထွက်သွားမယ်ဆိုရင်အလေအလတ်ဆင့်ကောင်းကင်ရတနာတွေကဘလောက်တော့ရှားလဲဆိုတာမင်းရမြင်ရလိမ့်မယ်အဲ့ဒါတစ်ခုနဲ့နဲ့တော့စစ်ပွဲတစ်ခုကစတင်နိုင်တယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်